ားလုံးပဲမင်္ဂလာပါရှင်ရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘားလ29ရက်နေ့အတွက်နောက်ဆုံးရမူလဝတ္ထုတင်ခမန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမူလဝတ္ထုအနေဖြင့်ပုံမအားကောင်းလာသောဆိုက်ကလုန်းမုန်တိုင်းမွန်တာဤနောက်ဆုံးရသတင်းထူများနဲ့အစောပိုင်းမုန်တိုင်းအချိန်ကြောင်းမူရသွန်းနိုင်သည့်ဒေတာများပါဝင်မြေကြီးကြီးနိုင်သည့်အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင် ပထမဆုံးအနေဖြင့်မလေးဝသားနှင့်ဇလဗီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောစိုက်ကလုန်းမုန်တိုင်းမွန်ထားနောက်ဆုံးရသတင်းချီနီများကိုတင်ပြပေးပါမည်။ယနေ့မြန်မာစံတော်ချိန်စေနိုင်ခွဲအချိန်တိုင်းထွက်ချက်များအရမင်္ဂလာပလဲဝနာလေးပိုင်းတွင်ဖြစ်ပေါ်နေသောစိုက်ကလုန်းမုန်တိုင်းမွန်ထားသည်ညအနာမြောက်ဘက်သို့ရေလျားခဲ့ပြီးပုံမူအားကောင်းလာကအားကောင်းသောစိုက်ကလုန်းမုန်တိုင်းမွန်ထားအဖြစ်သို့ရရှိခဲ့ပါသည်။အဆိုပါအားကောင်းသောစိုက်ကလုန်းမုန်တိုင်းမွန်ထားသည်မြန်မာနိုင်ငံကုကုချွမျိုး၏ အနောက်ဘက်ရေမိုင်း630မိုင်ခန့်အိန္ဒိယနိုင်ငံချင်းမိုင်မြို့အရှေ့မြောက်ဘက်ရေမိုင်း180မိုင်ခန့်ကာကီနာဒါမြို့ဤတောင်အရှိတောင်ဘက်ရေမိုင်း135မိုင်ခန့်အကွာပင်လယ်ပြင်ကိုပို့ပြနေပါတယ်။အာကာသောဆိုက်ကလုန်းမွန်တိုင်းမွန်ထိုင်းဤလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရေလျာမြေအခြေအနေမရှိတာကြောင့်အဝါရအစင်ဟုသတ်မှတ်ပါတယ်။အာကောင်သောဆိုက်ကလုန်းမွန်တိုင်းမွန်ထိုင်းဒီနေရာဘူအချက်လီပြားနယ်လီတိုင်းတို့ အဆိုပါအခေါင်းသောစိုက်ကလုံမွန်နိုင်မွန်ထားသည်မြန်မာစံတော်ချိန်စင်နိုင်ခွဲချိန်တွင်မြလဲတီကျွန်း၁၄ °C ဒီဂရီနှင့်အရှိလောင်ကြီးကျွန်း၈၂ °C ဒီဂရီတွင်ရှိပြီးဘိုလ်ချက်လီပီအား၉၉၀ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုင်းနှုန်းမှာတနိုင်းလျင်၅၅မိုင်မှမိုင်၆၀နှုန်းခန့်ဖြစ်ပါသည်အဆိုပါအကောင်းသောစိုက်ကလုံးမုန်တိုင်းမှထသည့်မြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်၁၈နှစ်တွင် ိန္ဒိယနိုင်ငံ Indra Pradesh ကန်စီကိုကာကီနာဒာမြို့နီမှာဖျက်ချနိုင်သည်ဟုခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်ဆိုပါအကောင်သောဆိုင်ကလုန်းမွန်တိုင်းမွန်ထားဤအချိန်ကြောင့်ယနေ့မွန်တဲမှာနောက်24နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အီယော်ဒီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမှနေရာစိစိနဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှုထစ်ဆုံရနိုင်ပါတယ်။မြဝကျွန်းမရခိုင်ကဲရန်တခြားနဲ့ကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းစီနိုင်ပါတယ်။မိုးသက်လီပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးသည်တနအီလမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြဝကျွန်းမရခိုင်ကဲရန်တခြားနဲ့ကလွန်ပလဲပြင်းတို့တွင်ကိုပေမဆတပိခန့်ရှိနိုင်ပါတယ်။ ။ထို့ဖြစ်ပါရင်အကောင်းဆုံးဆိုက်ကလုန်မွန်တိုင်းမွန်ထိုင်းအရှိန်ကြောင့်မိုးသည်ထန်စွာရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစသည့်တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ကုန်မြင့်ဒေတာအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နှင့်ညငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုစုတင်သတိပြုနိုင်ပါရန်နှင့်ပြည်ရင်းလေကြောင်းပြန်တန်းရင်မြမကင်ရန်တရှောင်းနဲ့ကံလွန်ပလဲပြင်းတို့ရှိကန်နီကံဝေငါးဖက်ရည်ရင်များ တင်မောများအနေဖြင့်လည်းဂျိုတင်သတိပြုနိုင်ပါရင်အတိပေးနိုးဆော့အပ်ပါတယ်။ဆလဘီနိုဝင်ဘာလ၁ရက်နေ့နေ့လယ်၁၂နာရီမှနိုဝင်ဘာလ၄ရက်နေ့နေ့လယ်၁၂နာရီထိ82နာရီ3ရက်အတွင်းစိုက်ကလုန်းမွန်နိုင်မွန်ထအချင်းချင်းများနဲ့ဘင်္ဂလားပင်လယ်အော်ရှီလေပိုင်းမှာဖြစ်လာမိလေပွေလိုင်းတို့ရဲ့အရှိန်ကြောင့်မြန်မာတနိုင်ငံလုံးမှာမိုးထစ်ချုံရနိုင်ပြီးကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှိန်မြောက်တောင် အရာဝတီတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊သတင်းဆိုင်တိုင်းဒေသချို့မှနေရာကွက်ရင်းမိုးသည်ထန်နိုင်ပြီး၃ရက်အတွင်းမူရေးချိန်၃လမှအထက်မှ၄လမှအထက်ထိရွာသွန်းရရှိနိုင်ပါသည်။ကျန်ပြည်နယ်တိုင်းဒေသများအလုံးမှာ၃ရက်အတွင်းမူရေးချိန်၃ရက်သမ၅လမှမှ၂လမှအထိရွာသွန်းရရှိနိုင်ပါသည်ဟုမူလဝသပညာရှင်ဦးနိုင်ကဆိုပါသည်။ ဆက်လက်ပြီးမုံတိုင်းမိုးသည်ထန်စွာရသွန်းခြင်းကြောင့်မြေကြီးချင်းတတိပေးချက်များနဲ့မြေချင်းများကိုပြောပြပေးသွားပါမယ်။ယနေ့28ရက်စလ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေကြီးချင်းနေတင်ပြပေးလိုက်ပါရစေ။မြေကြီးနာမြေနယ်လမခန့်ထက်ကြောင့်မိခရညနေမှ12နာရီတိုင်းမြေကြီးနာမြို့ဤမိခမြင့်ဆုံးပူချိန်33.5ဒီဂရီစင်တီဂရိတ်ယနေ့နေဆုံးပူချိန်21.5ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။ ရေချင်းနှမြေသည်ဆွေးရင်မှ8 9စင်တီမီတာသို့ရရှိရန်896စင်တီမီတာ29ဘီကျော်ခန့်လူတွင်ရရှိနေပါသည်။အီယဝတီမြစ်အထက်ပိုင်းမှာမိုးအားငယ်ရှိနေပါသည်။ရံဖက်ရံခအီယဝတီမြစ်ဆောင်ထက်ပိုင်းမှာနေရာကွက်၏မိုးတဲထန်းဆွာရသွန်းခြင်းများကြောင့်မြေချင်းနှမြေကြားစနေရာမှပြန်တလာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အီယော်တီမြစ်အထက်ပိုင်းမိခမြင်းနဲ့မိခမြဝန်ဒေသများမှာမိုးတိမ်တာဖြစ်ထွန်းမှုအားနည်းငယ်ရှိနေပါသေး ။အီယာဝတီမြို့ကိုတခြားနဲ့ချင်းနှမြို့ကိုတခြားမြေကန်နေမြင်းနေဒေတာများနဲ့မြင်းနုစုများတွင်စိုက်ပြုံးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလိုသားများအယဝတီမြစ်ကြီးကိုအမိဖြုတ်နေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြစ်ချင်းနေခန်တီမြစ်တလမခန်ထက်ကြားနေခညနေမှ12နိုင်တွင်မုံရမြစ်တလမခန်ထက်ကြားနေခညနေမှ12နိုင်တွင်ချင်းတွင်းမြစ်တက်ကြားပုံမှန်ဒီထားခန့်မှရှိနေပါမည်။ ထုတ်ကဲမြည်ကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။ Candy Homelin ဖောင်ပြင်းနဲ့မော်လိုက်မြည်တို့မှပြပြချင်းဆက်လက်ကြဆင်နေပါမယ်။ကလေးဝါမင်းကင်ကနီနဲ့မိုးရမြူမြည်တို့မှပြပြချင်းဆက်လက်ကြဆင်နေပါမယ်။အရာဝတီမြည်အချိန်နှင့်ဗမောရှေကူကတားထီချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြည်ရုံမှာဖြည့်ချင်းဆက်လက်ကြဆင်နေပါမယ်။မြင်းမူပခုတ်ကူညာဦးเจ้าနဲ့မင်းမူမြည်ရုံမှာဖြည့်ချင်းဆက်လက်ကြဆင်နေပါမယ်။ မကွေအောင်လန်းပြည်စိတ်သားဟင်္ဒရာနဲ့ဇလုံမြို့မြေမှာဖြည့်ချင်းဆက်လက်ကြာစင်နေပါမယ်။အရာဝတီမြေမြင့်တက်မှုကို24နှစ်ဆောင်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြင်းညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီး2025ခုနှစ်နိုဝင်ဘာလပတ်အတွက်မူလဝတ္ထားနှင့်ဇလဗျာကျွတ်တင်ခမန်းချက်များကိုတင်ပြပေးပါမယ်။ဘင်္ဂလားပလင်အော်ချင်းနေကပလီပလင်ပြင်နေဘင်္ဂလားပလင်အော်ရိုရင်လေးဖြစ်အားနဲ့ရဝင်သုံးချင်းဖြစ်ပေါ်နိုင်ပြီး နှစ်ချိန်တွင် ပုံမအားကောင်းလာက မုန်တိုင်းငယ်ဖြစ်သွားရရှိနိုင်ပါသည်။မင်္ဂလာပလင်အော်မြပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပလင်ပြင်တွင်ချက်မင်္ဂလာပလင်အော်တို့တွင်တိမ်အသင့်အတဲမှတိမ်ထူထန်နိုင်ပါသည်။မိုးချီနေနှင့်မိုးရရံမိုးရသွန်းမှုအချိန်နီးမှာစကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်ရွာသွန်းမြေထပ်ပေါ်နိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအယောက်ဒီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ရွာသွန်းမြဲခတ်မိုးထစ်ချုံရနိုင်ပါသည်ရေကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းအယောက်ဒီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ် ခရီးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်၃ရက်မှ9ရက်ခန့်မိုးထစ်ချုံရနိုင်ပါတယ်။ညအပူချိန်စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နိုမာလပြင်းမြအပူချိန်ဤ3.5ဒီဂရီဆယ်စီယပ်စ်နှင့်အထက်ပူနိုင်ပြီးတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအီယော်တီတိုင်းဒေသကြီးသတင်းတိုင်းတိုင်းဒေသကြီးခရီးပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နိုဘာလပြင်းပြပူချိန်ခံစားရရှိနိုင်ပါသည်။မြို့အခြေအနေစကိုင်းတိုင်းဒေသကြီးရထက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်တို့တွင်16ရက်မှ20ရက်ခန့်၊ကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်17ရက်မှ15ရက်ခန့်နဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အရောက်တီတိုင်းဒေသကြီး၊တနင်္သာရိုင်တိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် 9ရက်မှ10ရက်ခန့်နံနက်ပိုင်းတွင်မြူများဆိုင်းနေနိုင်ပါသည်မြစ်ရီအခြေအနေအီယာဝတီမြစ်ရီသည်မြစ်ကြီးနားမြို့ဗမော်မြို့ရှိကူမြို့ကတာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့နှင့်မြင်းမှုမြို့တို့တွင်3ပေမှ6ပေခွဲခန့်ပခုတ်ကူမြို့ညာဦးမြို့ကြောင်မြို့မင်းဘူးမြို့မကွေးမြို့အောင်လန်းမြို့ပြည်မြို့စိတ်သာမြို့ဟင်္သာမြို့နှင့်ဇလုံမြို့တို့တွင်9ပေခွဲမှ12ပေခန့် လက်ရှိရေမှန်များအောင်ကြာဆင်းလာနိုင်ပါတယ်။ချင်းနှင်းမြည်ရည်သည်ခန္ဒီဟုံမလင်းဖောင်ပြင်မော်လိုက်ကလေးဝါမင်းကဲကဏီနေမုံရမျိုးတို့တွင်လေးပေမှကူပေခွဲခံလက်ရှိရေမှန်များအောင်ကြာဆင်းလာနိုင်ပါတယ်။မြေသားမြည်သည် ကလေးမျိုးတွင်လေးပေခန့်ဒုထဝတီမြည်သည်သီပေါ်မျိုးတွင်တပေခန့်ရှေစာရင်နှင့်မြင့်ငယ်မျိုးတို့တွင်လေးပေခွဲမှ၆ပေခန့်စစ်တောင်းမြည်သည်တောင်ငူမျိုးနှင့် မတောင်မျိုးတို့တွင်လေးပေမှ၅ပေခန့် ရှိချင်းမြည်သည်ရှိချင်းမျိုးတွင် တပေခွဲခန့်ဘကူမြည်သည်ဆောင်းတူမျိုးနှင့်ဘကူမျိုးတို့တွင်နှစ်ပေမှလေးပေခန့်တန်လွင်မြည်သည်ဖအံမျိုးတွင်လေးပေခန့်တောင်ရင်မြည်သည်မြောက်ဒီမျိုးတွင်နှစ်ပေခန့်ငဝင်မြည်သည်ငတိုင်းချောင်းမျိုးတွင်ကိုးပေခန့်တာပေါင်းနှင့်ပသိမ်မျိုးတို့တွင်နှစ်ပေမှသုံးပေခွဲခန့်တုံးမြည်သည်မအုံပေမျိုးတွင် သုံးပေခန့်နှင့်ဘီလင်းမြည်သည်ဘီလင်းမျိုးတွင်နှစ်ပေခန့်လက်ရှိရမတ်များအောက်ကြာစင်နိုင်ပါသည် ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလနဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပြီးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်သားပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။